ယူနိုက်တက်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ဗျာကြီးမိုင်းကမှုမှုဒူးစီးပါကွယ်။အလဲ။ကျွန်တော်ချင်းရပြစ်စားခဲ့တယ်ပေါ့နော်။မင်းသားကြီးဦးဝင်းဦးရဲ့ဗျာကြီးမိုင်းကမှုမှုဒူးစီးပါကွယ်။အဲဘောလုံးပွဲနဲ့တွဲဆက်ပြီးတော့ဒါတုံးခဲ့တဲ့စကားစုလေးပါ။အဲဝမ်းသာလို့ပါဗျ။ဘာလို့လဲဆိုတော့ပေါ့နော်။ကျွန်တော်တို့ကယူနိုက်တက်အသင်းကကလင်းရှိတပွဲမှမရသေးဘူး။ဒီရာဒီမှာဒါပရမတ်ဆုံးရတဲ့ပွဲဖြစ်တယ်။ပရီးမီးယားလိဂ်၅ပွဲ ာရာဘောင်းကန်တပွဲပွဲတိုင်း United တင်ရကိုပေးခဲ့ရတာဖြစ်တယ်။ဥမာ Man City လို Brandbo လို့ဆိုတာ3ခု3ခုတောင်ပေးခဲ့ရတာပေါ့နော်။အဲ့လိုမျိုးဒါ goal ပဲပေးပွဲတိုင်း goal ပေးနေရတယ်။ဒီနေ့ညပွဲမှာမှဒါ Brandma ဆုံး clean sheet ကိုဒါရယူနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။ထူးခြားတိုက်ဆိုင်စွာပဲ United clean sheet ရခဲ့တဲ့ပွဲမှာဝင်ဖန်ခဲ့တဲ့ကုသမာကတော့ကျွန်တော်တို့ဒါကုသမာတစ်လီဆန္နာလာမင်းပေါ့နော်ကျွန်တော်တို့နာမည်ပြောလျှောက်ခေါ်တဲ့ဆန္နာလာမင်းဆန်နီလီမန်ပေါ့နော်။ဆန်နီလီမန်ဝင်ဖန်ခဲ့တဲ့ ဒီအိုနာနာကတော့ green speed down နဲ့ပွဲမှာဝင်ဖမ်းခဲ့တယ်ကျန်တဲ့၅ပွဲကတော့ဒါဘီယန်ဒါဖမ်းခဲ့တာပေါ့အကုန်လုံးဒါဂိုးတွေပေးခဲ့ရတယ်သူဒီနေ့မှာတော့ကျွန်တော်တို့ဒါ clean sheet ကိုရရှိခဲ့ပြီဖြစ်တယ်ပေါ့နော်ဒီဒီညပျော်စရာလေးတွေကိုတော့အဲ့ဒီလီမန်းနဲ့ပဲစားလိုက်ပဲပေါ့နော်လီမန်းကိုမြင်ရတာဗျာတချိန်ကကျွန်တော်တို့ဒါဒီဂီယာကိုပြန်မြင်ရတယ်လို့လို့ပါလို့တော့ဖြစ်တယ်ဟိုလိုမျိုးနှိုင်းချင်တာတော့မဟုတ်ပါဘူးပုံမှန်တူတဲ့ကိုသမားလို့ဆိုလိုချင်တာဖြစ်တယ်ဗျာသူ့ပုံစံနဲ့သူဒီဂီယာသူ့ပုံစံနဲ့သူလီမန်းသူ့ပုံစံနဲ့သူကောင်းတာပါပေါ့နော်ပြီးတော့ပေါ့နော်ဒီညမှာဆိုရင်ဒီ လီမန်းကကိုပေါက်ကန်သွင်းမှုဒီဇာခာဇာခာရဲ့ကန်သွင်းမှုရှာခာပေါ့နော်ရှာခာရဲ့ကန်သွင်းမှုကိုကာဝယ်သွားတာတော်မိုက်တယ်ဗျဒီရှာခာယူနိုက်တက်ကိုအဲ့လိုအဝေးရနေကန်သွင်းမှုလေးတယ်အဲ့တော့ဒီဂီယာနဲ့တူတယ်ဗျအဝေးရနေကန်ထဲသွားမှုလေးပေါ့နော်ပြီးတော့သူကအဝေးကန်နေကောင်းတယ်ကစ်ပြင်းတယ်ဗျဇာခာကစ်ပြင်းတယ်အဲ့ဒီကစ်ပြင်းကြီးကိုဒါဆန်နီလီမန်းကပုတ်ထုတ်လိုက်တာပေါ့နော်ဥမာ တော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်တို့ပွဲပြီးကနေမှဒီဆန္ဒလန်နံပါတ်ကုန်ကန်းသွားတဲ့အလုံးကိုလည်းဒါကာကွယ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီလုံကတော့ဒါကန်တဲ့လူကလည်းနည်းနည်းကုသမတက်တက်ဖြစ်သွားတယ်လည်းပါတယ်ဘယ်လိုပဲပြောပြောဒါပုတ်ထုတ်လိုက်တယ်ဆိုတော့ကာကွယ်လိုက်တာပဲပေါ့နော်တော်တော်ကောင်းပါတယ်ပြီးတော့ ဒီအမြင်ပေါ်တွေကိုလေဒါနှစ်ကြိမ်တိုင်းတိုင်းထွက်ပြီးတော့ဆွဲဖမ်းခဲ့တယ်ဗျခါတိုင်းဆိုရင်ကျွန်တော်တို့ကအဲ့ဒီအရာဆိုစူးရိမ်နေရတာဘာလို့လဲဆိုတော့တစ်ဖက်ကတောင်းကမောပဲကန်ကန်ဥမာဖြတ်နေမောပဲပေးပေးလက်ပြပေါ်ပဲမြောက်မြောက်အမြင်ပေါ်လာပြီဆိုရင်ကြောက်နေရတာဗျဘာလို့လဲဆိုတော့ဒီအိုနာနာဆိုရင်ထွက်ဆွဲတာမျိုးတွေရှိတယ်ဒါပေမဲ့အိုနာနာတိုင်းမင်းသိမကြိုက်တဲ့ဟုတ်ကောတော့တော့မှအစင်နေနဲ့ပွေမာနေတူလေဟုတ်တယ်တလွေကြီးပုတ်ချတလွေကြီးပုတ်ချလိုက်တာမျိုးတွေရှိရဗျာဆန်ဒီလီမန်းကတော့ဒီညမှာချိန်သားကြိုက်ဖြစ်ခဲ့တာကိုတွေ့ရတယ်ဗျာဘာလို့လဲဆိုတော့ဒီ ူဘောလုံးမြောက်လာတဲ့အချိန်မှာသူချက်ချင်းမကုန်သေးဘူးနည်းနည်းကြည့်နေသေးတယ်ပြီးမှသူမီလောက်ပြီးတဲ့အချိန်မှာဘမ်းလို့တန်းခေါင်းလိုက်တာခွက်တိပြီးဘောလုံးကလက်ထင်းပါပါဘောနော်ဒီအမြင်ပေါ်တွေကိုသူတိုက်စစ်မှုတွေသူမဟုတ်တစ်ဖက်ကကစားသမားတွေနဲ့ရှင်ပြီးလူတဲ့အချိန်မှာဆန်နီလီမန်ကဒီညမှာတော့ဒါအကောင်ဆုံးလှုပ်ဆောင်နိုင်ခဲ့တယ်ဘောနော်ပြီးတော့ဖူးမတ်တန်းမှာဆိုရင်လည်းသူ့ကိုဒါ rating အများဆုံးပေးထားတယ် man of the match ပေးထားတယ်ဘောနော်ဒါပေမဲ့ premier league ရဲ့ man of the match ဘယ်သူလဲတော့ကျွန်တော်လည်းဒါသွားမကြည့်ရသေးဘူးဘော ီးရင်တော့ကျွန်တော်တို့ရဲ့ဒါပေါ့နော်ရုပ်ချောပေးုံနဲ့တန်နေဆိုတော့မေသမေသမောကတော့ဂိုးကသွင်းပေးခဲ့ပြီဖြစ်တယ်ပေါ့နော်ဒီဂိုးဆိုရင်လည်းတော်တော်လေးလှတယ်ဗျာဘာလို့လဲဆိုတော့အမ်ယူမိုပေးလိုက်တာလည်းတော်ကောင်းတယ်ဒီပေးလိုက်တဲ့အလုံးပါဗျာကစ်နည်းနည်းပြင်းတယ်ပေါ့နော်ကစ်ကနည်းနည်းဟိုပေးလိုက်တဲ့ဘောလုံးကနည်းနည်းပြင်းတယ်ဆိုပေမဲ့ဗျာဒီမေသမောကန်လိုက်တဲ့အချိန်မှာ အဆင်ပြေသွားတယ်ပေါ့အဆင်ပြေတယ်သူကဥမာကစ်ပြော့နေတယ်ဆိုရင်သိရမလားဟိုလာတဲ့ပေါ်လုံးကအားပြော့နေတယ်ဆိုရင်ဂိုးကန်တဲ့အချိန်မှာအားဆိုင်ခံရတာမျိုးရှိတယ်ဗျာတိုက်စင်မှုရဲ့ခြေတော့ကပေါ့နော်ဒါပေမဲ့ဟိုအမျိုးမှုပေးတဲ့အချိန်မှာတွေကဘောလုံးကအချိန်ပါလာတော့မီတာမောနဲ့ဒိုင်းလူကန်ချရတာဂိုးရတယ်ပြီးတော့ထက်ပြီးဝမ်းသားတွေကကောင်းလာတော့ဘင်ဂျမင်ဆက်ကိုးတာနှစ်ပွဲဆက်တိုက်ဂိုးရှုနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီနေ့ သူကိုသွင်းတဲ့ပွဲမှာတော့ United ဒီလည်းနိုင်ပွဲရရှိခဲ့တယ်။ဒါကလည်းတော်တော်လေးကောင်းပါတယ်ဗျာ။စကူကတော့ဘောနောပြီးတော့ဒီအတိုးစိတ်အဲကျွန်တော်တို့ဘက်မှာကတော့အတိုးစိတ်ကစားရဲခေါ်တာဗောနောဒီ short pad လေးတွေပေးပြီးတော့တွေးဆိုတာမျိုးကြီးလည်းဒါတော်တော်တွေ့ရတယ်ဗောနောဘောလုံးကိုသူခနာကုန်နဲ့ကာရာဖြစ်ဖြစ်သူကရှေ့ရနေပြီးတော့ဗျာသူအဲဘယ်လိုပြောရမလဲကျွန်တော် Oliver Giroud တို့ဘာလို့ပုံစံများသူဘောလုံးကိုကောင်းကောင်းကင်ထားနိုင်နေဆိုတော့နောက်တက်လာတဲ့ကောင်လေးတွေအတိုးလေးတွေဆိုရဲပြီးပြန်ထွက်သွားရဲဗောနောဒါမျိုးလေးတွေ ကြည်ရလေတော်တော်ကောင်းနေပေါ့ပြီးတော့ဒီအခွင့်အရေးဖန်တီးမှုဒေတာပေါ့တော့ပို့ရမယ်ဆိုရင်ဘင်ဂျမင်ဆက်ကိုကကိုးတွေပို့ရလာနိုင်စရာလည်းရှိတယ်ပြီးတော့တဖြည်းဖြည်းနဲ့အတင်းနဲ့လဲတာကျွန်တော်တို့အံဝင်လာတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော် နောက်ထပ်ဒီပွဲမှာထူးခြားချက်တစ်ခုကပါလဲဆိုတော့ United အသင်းကခတိုင်းဆိုရင်ဒါကိုသမားကနေစပြီးတော့နောက်တန်းကနေဘေးရက်ကိုစတယ်လေးရှိရဗျာဒီနေ့ညမှာတော့ Sunny Liman ကိုပွဲထွက်ခွင့်ပေးထားလို့လားမသိဘူးဒီတန်ကဂိုးလုံးဘောလေးဆိုရင်ဓာတ်ရိုက်ပဲရှိလို့ဒါကန်နေခဲ့တာတွေ့ရတယ်ပြီးတော့ဗောနော်တစ်ဖက်အသင်းကိုစီနာမှာဒီလက်ပြဘောရရတယ်ဆိုရင်လည်းဒီကိုဒါတော့ကဒီကိုရဲကိုလည်းဓာတ်ရိုက်မြောက်ထည့်တာမျိုးတွေ့ရတယ်ဘာလို့လဲ အခိုင်းလဲတာဒီဟိုဒါတော့အဲ့လိုမျိုးမြောက်ထဲတာမျိုးရှိလို့ရှိတယ်ဒါပေမဲ့အချိန်တိုင်းမဟုတ်ဘူးအဲ့တော့ဒီညမှာတော့ဂိုးပေါင်းနဲ့နေတဲ့အချိန်တိုင်းမှာဒီလက်ပစ်ဘောနဲ့လက်ပစ်ဘောပြစ်ထဲခဲ့တဲ့ဂိုးတွေကိုအဲ့ဒီ လက်ပြဘောနေမယ်ပေါ့နော်ဒီဗင်ဂျမင်ဆက်ကိုကကိုသွင်းနိုင်နေတာဖြစ်တယ်ဒီလက်ပြဘောကိုဆန္ဒလက်နောက်ခံသူရှင်းထုတ်လိုက်တာဆက်ကိုဒီရောက်သွားပြီးတော့တန်ကန်လိုက်တာကိုရတယ်ပေါ့ဗျာအရှုပ်ထဲရနေပြီးတော့ပေါ့နော်ဒါလည်းထူးခြားချက်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဆန္ဒလက်ဘက်ကနံပါတ်20နဲ့တူတယ်ပေါ့နော်သူကလည်းလက်ကိုနာလက်ပြဘောရည်ဆိုကိုလည်းမြောက်မြောက်ထဲတာပေါ့နော်ကျွန်တော်တို့ကအဲ့ဒီတော့ဟိုနံပါတ် 1D ကိုဒါလုံးနဲ့ဆန္ဒလက်နောက်ဆန္ဒလက်ကပေါ့နော်နံပါတ်20ရဲ့ဒါလက်ပြဘောဗတယ်ဟိုပါဒါကြည့်ရတဲ့သဘောဖြစ်တယ်ပေါ့ ဒီလက်ပြဘောရင်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ပရီးမီးယားလိဂ်ကိုအားပေးတဲ့သူတွေအများစုစတိုစီးဒီကိုတဲမြင်မိလိမ့်မယ်လို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ပေါ့နော်ဒါလက်ပြဘောနဲ့စတိုစီးဒီအဲလက်ပြဘောနဲ့စတိုစီးဒီကသာမဒီလက်တို့ကခွဲခြားလို့မရခဲ့တာပေါ့ကျွန်တော်တို့ဒါဆယ်ကျော်တက်တုံးကဂျာနေတွေမှာကနကနတွေ့ခဲ့ရတာပေါ့နော်အဆင်ဝင်ကားဆိုရင်အဲ့ဒီလက်ပြဘောဘယ်လောက်စိတ်နာလဲဆိုရင်ညာဒီလက်ပြဘောနေစနစ်ကိုဒါပေးဖို့ဒုမိုစီကန်တစ်ခုခုနဲ့တားဖို့ပါဒီဒူ FA ကို စာတွေပါတွေတင်ခဲ့တယ်လို့ဒါကျွန်တော်တို့ channel တွေပါတွေထဲမှာဖတ်ခဲ့မှုရယ်ပေါ့နော်အဲ့ဒီလိုမျိုးဒါ stock series ရဲ့လက်ပြပေါ်တွေရတာကြောက်စရာကောင်းနေတာဖြစ်တယ်ပေါ့ United ကလည်း DAO တာလောက်ပါတဲ့ပွဲတွေဆိုရင်တော့ဒါနောက်ပွဲတွေမှာလည်းဒါဒီလိုမျိုးမြောက်လာနိုင်နေရရှိရယ်ပေါ့အဲ channel အပိုင်းနေမှာတော့ဒါအများကြီးပြောစရာမရှိဘူး။ဘာလို့လဲဆိုတော့ United ကစားတာဒီညဒီအရန်ကြီးဟိုဘယံမလာဖြစ်မနေဘူး။သူ့အနေနဲ့သူအဆင်ပြေတယ်။ဒါပေမဲ့လေခုနကပြောလို့ကျွန်တော်တို့သင်းရဲ့ခြေနေကတည်တဲ့အတိုင်းပဲတနေ့ခြေတနေ့ငွေဆိုတော့ဗောနော်ဒီလိုခြေသွမ်းမျိုးကို3-4ဘွဲ3-4ဘွဲစက်တိုင်းလောက်ပြနိုင်နေဆိုရင်တော့ဟိုလာမဲ့ပွဲတွေမှာဘယ်လိုဖြစ်နိုင်နိုင်လဲဆိုတဲ့အမျိုးကျွန်တော်တို့မျှော်လင့်လို့ရနိုင်ပြီဗောနော်။လောလောဆယ်အနေထားကတော့ဒါတနေ့ခြေတနေ့ငွေခြေစွမ်းကိုပဲဆက်ကြည့်နေရမယ်အခြေအနေမှာရှိတယ်။ဒါပေမဲ့လည်း ဒီညပွဲမှာဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေအများကြီးတွေ့ရရတယ်ပထမဆုံးနေနေဆိုရင်ဒါဆန်နီလီမန်ပဲပြောရမှာပေါ့နော်ကိုသမားကျွန်တော်တို့ဒါအမြဲတမ်းဟိုစိတ်မချရတဲ့နေရာဖြစ်နေတာပေါ့လေဒီကရနောက်ပိုင်းမှာဘလို့မှဟိုစိတ်မချရတဲ့နေရာအဲ့ဒီနေရာကဟိုနည်းနည်းလေးစိတ်ချရတယ်မဟုတ်ပေမဲ့ဗျာစိတ်သက်သာရအရာဘာလို့လဲဆိုတော့ဒီကိုသမားလေးအသက်ငယ်ပြီမဲ့လုံနိုင်တာပဲပေါ့နော်သူတော့ပွဲတွေများများဆော့လာရင်ဒီထက်ပိုကောင်းလာနိုင်တယ်ဆိုတော့ဟိုခံစားမှုလေးပေးတယ်ဗျာအဲ့ဒါလေးကိုတော့ဒါတော်တော်သဘောကျမိရယ်ပေါ့နော် အဒီဘွဲမှာသဘောကျရရများပေမဲ့နည်းနည်းလေးအားမရတာတော့မတီးယံကုညာပေါ့နော်အားမရဘူးလေသူအခြေစွမ်းတော့မဟုတ်ဘူးသူတွင်းကိုမရသေးတာအားမရတာဗျမတီးယံကုညာကျွန်တော်ထင်တာကိုဘတင်မှုလည်းမရှိသေးဘူးနဲ့တူရှိလေတစ်ချိန်လောက်ပဲရှိရောမှာဗျသူ့အနေနဲ့လည်းဒါတွင်းကိုကိုလိုချင်နေမှအရန်တိတာဘာလို့လဲဆိုတော့ဟိုသူလည်းမနစ်ကတော့ဗျာဥပန်တန်အသင်းမှာဒီဆရာကြီးလောက်လာပဲပြီးတော့ပေါ့နော်ပရီးမီးယားလိဂ်ရဲ့ဒါအကောင်းဆုံးတိုက်စစ်တဲ့သားသမားတွေတွေကတယောက်ဖြစ်သူပါဝင် ခြေသွန်းပြရတာဖြစ်တယ်ဒီနှစ်မှာတော့သူကစားတဲ့ပွဲတွေမှာခြေသွန်းကကောင်းတယ်ဗျာတင်းကိုရရရမနေရပါတော့ဥမာအာဆင်နယ်နဲ့ပွဲမှာဆိုရင်လည်းဂိုးရနိုင်တဲ့အခြေအနေတွေရှိခဲ့တယ်ဒါပေမဲ့မာတီးယက်ကွန်ညာဂိုးမရခဲ့ဘူးလောလောဆယ်6ပွဲကစားပြီးချိန်မှာမာတီးယက်ကွန်ညာတင်းကိုရဖန်တီမှုတော့လုံးဝမရရှိသေးဘူးဖြစ်နေတယ်ဒါပေမဲ့ကစားပုံတော့ကောင်းတယ်ဗောနော်အဲလီဗာပူးကဖီဗီယန်ဖီဗီယန်ဝစ်လိုမျိုးဗောဝစ်လိုမျိုးဖြစ်နေတယ် ဖေဗျန်ဝေရဘောမာတီးယက်ကွန်ညာရောအရင်ကြီးတော့လောလောဆယ်တီဒါဝေပခံရတဲ့အခြေအနေမှာတော့ရှိမနေသေးဘူးဒါပေမဲ့ပေါ့နော်မာတီးယက်ကွန်ညာကဂိုးတွေကချန်ပန်လွဲနေတဲ့သဘောရှိပြီးတော့ဟိုနောက်ပွဲတွေမှာရလာနိုင်လျာရှိတယ်ပေါ့နော်အဲဒါကိုလည်းရလာနိုင်ပါစေဦးလေမျောလင့်နေပြဗာရဲ့ပြောပြောဟိုသူပြီးခဲ့တဲ့ပွဲတွေဒံရမရခင်ပွဲလောင်းတီမှာလည်းသူအဲ့ဂိုးလိုချင်နေမှာအရန်တိတာရေပေါ့ဒါပေမဲ့လည်းသူကဟိုအငြင်းနဲ့တကူကောင်းဆန်နေရတော့မဟုတ်ဘူးဗျာတကူကောင်းဆန်တင်နေလုံမှာ သူလည်းကန်နိုင်လို့ကိုးနိုင်ကြီးရှိတဲ့အလုံးဆိုတန်းကန်ပြီးတော့ဂျန်တဲ့အလုံးတွေတော့ဒါကစားသမားတွေကိုလည်းကစားသမားတွေကိုပေးဆော့တာတွေ့ရတယ်ပေါ့အဲအားလုံးခြုံကြည့်ရမယ်ဆိုရင်တော့ဒီနေ့ပွဲကပြောစရာကောင်းပါတယ်ဒီလိုပွဲမှမပြောရင်လည်းပဲပွဲမှမပြောမနေနဲ့တော့ပေါ့နော်ဘာလို့လဲဆိုတော့ clean sheet လည်းရတယ်အဲအနိုင်သုံးမှတ်လည်းရတယ်ပြီးတော့ဇာယက်တီမှုမှာဆိုရင်လည်းကျွန်တော်တို့ကဒါအဆင့်30လောက်ဒီရောက်ရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်10မှတ်ရှိနေပြီဒါအဆင့်1ကလောလောဆယ်အဆင့်1ကအဆင့်1ပေါ့လေသူကခုနှစ်ပွဲဆော့တာလာလီဘာပူးကတော့ခုကန်နေပြီပေါ့ အဆင်နဲ့16မှတ်တော့ဗောနောထားပါတော့ဒီထိတ်ဆုံးကအသင်းနေနေသူ16မှ6မှတ်ဝင်9မှတ်ဝင်ခြင်းပဲကွာတယ်ဆိုတော့မဆိုးဘူးပဲဒါပြောရမှာပေါ့ဆိုတော့ကျွန်တော်တို့ဒီဗောနောဒီယာဒီပရီးမီးယားလိအစမှာအသင်းတိုင်းကလာတိုင်ပတ်နေတာဖြစ်တဲ့အတွက် United ကလည်းတိုင်ပတ်နေတာတိတ်မသိတာဘူးတော့ဖြစ်သွားတယ်ဗောနောဆိုတော့ဒီခွင့်ရေးကိုရယူပြီးတော့နောက်ပွဲတွေမှာကိုကခြေစွမ်းကောင်းအောင်လုပ်တည်ဥရောပကဝင်ခွင့်ဗောနောဥရောပဝင်ခွင့်ဆိုတာလည်းအရင်လို1 2ကိုမဟုတ်1 2 5အဲ့ဒီ1 2 5 ထဲကပေါ့နော်ဖုန်းနဲ့ဖိုက်တနေရာရာကိုရနိုင်ရည်ရှိတယ်ဥမာ6ခွန်လောက်ကနေပေါ့နော်တဖြည်းဖြည်းတက်သွားနိုင်မယ်ဆိုရင်တော့ United ဒီလည်းရာဒီကွန်ချန်ပီယံလိဝင်ခွင့်ရနိုင်ကြည်ရှိတယ်အလားအလာလည်းရှိတယ်ဆိုတာကိုကျွန်တော်တို့ဒါတွေ့ရတယ်ပေါ့လေခြေသွမ်းခြေစားတွေကတော့ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဒီပွဲပြီးရင်ဒါ International Break လည်းလာပြီဆိုတော့အဲကျွန်တော်တို့ကတပတ်နှစ်ပတ်လောက်နားအောင်မှာဖြစ်တယ်ပေါ့နော် International Break ပြီးရင်တော့ဟာပြိုင်ဘက်ဒီပါဟုတင်းနဲ့ပွဲစဉ်ရှိပါတယ်အဲ့ဒီပွဲကြရင်လည်းကျွန်တော်တို့အတူတူအားပေးကြပါမယ်ဗျ United ကို အားပေးကြတဲ့ညီအစ်ကိုမများအားလုံးဒါကျမ်းမာပျော်ရွှင်ရပါလိမ့်ခင်ဗျာကိုကျမ်းမာစိတ်ချမ်းသာကြပါလိမ့်ဗျဟုတ်တရင်ကျိုးကာလအခါတမင်ရမှာလဲပေါ့နော်ဒါမိသားစုတွေနဲ့အတူတူပျော်ရွှင်ရပါစေအဲပြီးတော့အားလည်းရမှာလဲပေါ့နော်စိတ်ချမ်းသာကိုကျမ်းမာနဲ့ဒါပျော်ပျော်ရွှင်ရွှင်လေပတ်နိုင်ပါလိမ့်ဗျာကျေးဇူးတင်ပါတယ်